ရှိရမှာ line လေးပေါ့နော်အခုဆိုရင်ကျွန်တော်ဒီနေ့စတင်ရိုက်ကူးတာတော့ဝက်ဘဝနဲ့အကြီးဆက်သူဆိုတဲ့ဇာတ်လေးပေါ့ဝက်ကူရိုက်ရတာတော်တော်တော့ခဲရင်တယ်လေဝက်ကဟိုခွေးလိုမျိုးလဲကျွန်တော် item လေးဒီလိုလို့ရှိရင်ဒီလိုရှောက်တယ်ဆိုပြီးတော့ရင်ပန်းအောင်အနာခေါ်ပြီးရိုက်လို့ရတယ်တော်တော်မဟုတ်ဘူးအဲ့တော့ကျွန်တော်ကဟိုကနေ CGI နည်းနဲ့ရိုးရတော့မှာပေါ့ budget ကတော့မှန်းထားတာတော့တကားကို50နဲ့ရိုက်ရတာပေါ့နော်အဲ့ပုံမှာကောင်းအောင်လုပ်ရတာပေါ့နော်ပြည်သက်ကလည်းဟို ျော်ဒီရော်ရဲနဲ့ဖြစ်တယ်လို့ကမဖြစ်အောင်ရဲ့ကျွန်တော်ကြိုးစားမှုကတော့အခုစနေပြီဆိုတော့အကောင်းဆုံးဖြစ်ဖို့ပဲကျွန်တော်ကကြီးပဲပါတယ်အာကမင်းကပြီးတော့ကျွန်တော်တာတီပေါ်တော့ဆက်ရိုက်ခဲ့တယ်ဆက်ရိုက်တော့နှစ်ခုသလုံးကဘာပြောပြိတ္တပေါ်တော့ကျွန်တော်တို့အမာခံအားပေးနေတဲ့ပြိတ္တရဲ့အားနဲ့ကျွန်တော်တို့ဟိုရက်တိမှုလေးမဆိုးတဲ့နေရာတွေရောက်ခဲ့ပါတယ်ဟိုအကောင်းဆုံးမျှော်လင့်လို့မရခဲ့ပြီမဆိုးတဲ့ရောက်ခဲ့တယ်အခုလည်းကျေနပ်ခဲ့ပါတယ် အဆက်ရိုက်ဖို့ကြာတော့ကျွန်တော်တို့က TV channel အားကိုးပြီးသွားတော့ဟိုကြောင်ညာရ TV channel မှာမရဘူးလေအဲ့တခုအားရောပါကျွန်တော်တို့အားရောတဲ့အခါကျတော့ဟိုလောက်ရတဲ့ဒီ budget နဲ့ပြန်ရမယ့် income နဲ့ချိန်တဲ့အခါကျတော့တိတ်ပြီးတော့ဟိုမဖြစ်ဘူးဖြစ်နေတာပေါ့နော်ကျွန်တော်တို့အလုပ်လုပ်လို့အဆင်မပြေဘူးဖြစ်နေတော့အဲ့တကြောင်လဲပါတယ်အဲဒါပေမဲ့ကျွန်တော်တို့ကတော့အမှုပညာတက်လို့ပဲလုပ်တဲ့လူတွေဖြစ်တဲ့အတွက်အမှုပညာအတော်တော်အများအားတွေးနေတွေးနေတာပေါ့အဲ့တော့အခုကျွန်တော် ဘာလို့ပြန်ပြီးတော့စပြီအခုအကောင့်တက်စဖို့ပြည်လဲဆိုတော့ကျွန်တော်ဖြည့်ရမှန်အလိုင်းလေးပေါ့နော်အခုဆိုရင်ကျွန်တော်ဒီနေ့စတင်ရိုက်ကူးတာတော့ဘဘဝနဲ့အကြီးဆက်သူဆိုတဲ့ဇက်လေးပေါ့ဇက်လန်းကတော့ကျွန်တော်ဝယ်ထားတာနှစ်နှစ်ကျော်လောက်ရှိပြီဟိုက်ဇက်လန်းလေးကိုကျွန်တော်ကြိုက်လို့ဝယ်ထားအရင်ကြိုက်တာအဲဒီဘာသူးစမ်းသူးဇက်ကလေးရအဲ့မှာဖလက်ဘက်ဝင်ပါดาวแม้ตะมีเยอมิโซซอกเลยครับแล้วก็เดี๋ยวเราก็เปลี่ยนแล้วแบบเปลี่ยนไปว่าแล้วแบบเราก็เราก็ดีอ่ะโหยกชินตะโบอย่าแล ဟို creation ပေါ့နော်ဒီမှာကျွန်တော် animation ဟို CGI ဝက်ကလေးနဲ့တိကျရိုက်ရပါတယ်အဲဝက်ကိုရိုက်ရတာတော်တော်တော့ခေးရင်းတယ်လေဝက်ကဟိုခွေးလူမျိုးလဲကျွန်တော် item လေးဒီလိုလိုချင်တယ်ဒီလိုရှောက်တယ်ဆိုပြီးတော့ရင်ပန်းအောင်အနားခေါ်ပြီးရိုက်လို့ရတယ်တော်တော်မဟုတ်ဘူးအဲ့တော့ကျွန်တော်ကဟိုကလည်း CGI နည်းနဲ့ရောရတော့မှာပေါ့အဲ့လိုမျိုးဒီကကျွန်တော်တို့ခက်ခက်ခဲခဲပုံဖော်ရိုက်ကူးရတာပါဒီကားကိုကျွန်တော်တို့ channel 24ကနေပြီးတော့စီစဉ်ပြီးတော့ထုတ်လုပ်တာပါ ျွန်တော်ဒီဒီဘူးကနေပြီးတော့ဗီဒီယိုကားတွေသူများများထုတ်လုပ်ဖို့ကားတရာလောက်စီမံကိန်းဆွဲထားတယ်ထင်ပါအဲကျွန်တော်လည်းဝေဖုံကြအနေနဲ့ဒါလေးကျွန်တော်နှစ်ကားအရင်စဖြစ်တာပေါ့နော်ပထမကားတော့အခုဘောဘဝနဲ့အကျိုးဆက်သူတစ်ဆက်တည်းကျွန်တော်ရိုက်သွားမှာတော့ဖခင်ယုံမရှိတတ်တော့တာပေါ့နော်ဒါလည်းဖြစ်ရမှန်ဇလန်လေးတခုအဲ့လာလေးကကျွန်တော်နာမည်ရတော့ဟိုလိုပြောင်းထားပါလေကျမမီလို့ပြောင်းထားပါလေအဲ့နှစ်ကားစလုံးကတော့ channel 24ကနေပြီးတော့ ျွန်တော်စဉ်းစားကြာပြီးမကြဘူးသူတို့ထုံလင်းပြသပေးပါလိမ့်မယ်အဲပါဝင်တဲ့တရုတ်ဆောင်ကတော့ကျွန်တော်ညီတက်ခိုင်ပေါ့နော်လင်းရလင်းအောင်ကျွန်တော်တက်ခိုင်လေးနာမည်လေးပြန်ချိန်ထားတယ်ပြီးတော့ဟူးတခင်မဝါတို့ပေါ့နော်တော့ကြော်တော့ဟင်းတို့လည်းပါပါတယ်အဲ့တော့ကျွန်တော်တို့လှုပ်ရတဲ့ဒီအနေထားပေါ့ပြောရင်ဘတ်ဂျက်လို့ပြောရင်ဘတ်ဂျက်ဘတ်ဂျက်နဲ့စကားလေးအများကြီးဟိုအရင်ခံပြီးပြောကြရတယ်ဆိုပြီးပြေးတက်ကြတဲ့သူအမြင်လေးဟိုဖြစ်နေကြအရှိတယ်တကယ်လည်းဘတ်ဂျက်နဲ့လေရတာပေါ့နော်ရတဲ့ဘတ်ဂျက်နဲ့ ရန်ကောင်းတက်တာလို့ရတာပေါ့နော်ဥပဝင်တဲ့တိရစ္ဆာန်တွေအားလုံးကလည်းဟိုသူတို့လူကျင်တဲ့တတ်မှတ်ထားတဲ့ခေအရာတတ်မှတ်ထားတဲ့ဈေးပေါ့အဲ့ဈေးနဲ့ဒါခေါ်ရရမယ်ဆိုရင်ကျွန်တော်မရိုက်နိုင်ဘူးပြီးတဲ့ကန်ထရိုက်ဈေးနဲ့သူ့ပြင်မဲ့အားလုံးစိတ်တက်ကလေးဒီမိသားစုလိုရှိတော့ကျွန်တော်အပေါ်မှာထားတဲ့စေတနာသူတို့မှာထားတဲ့ကျွန်တော်တန်ရုံးစဉ်ဒါနဲ့ပေါင်းလို့တာပါအဲ့တော့ကားကောင်းလေးတကားဖြစ်လာမှာပါဒီဘောဘွားနဲ့အကျိုးဆက်သူ ီးရင်တော့ဖခင်မရှိသတော့ဒါလည်းကျွန်တော်ပြင်ဆင်ထားပြပါပြီကျွန်တော်တို့ကိုအခု budget ကတော့မှန်းထားတာတော့တကားကို50နဲ့ရရတာပေါ့နော်ဒါလည်းကျွန်တော်ဟိုဟာဥမှုလင်းနဲ့ပြောတာပါကျွန်တော်တို့ကဟိုလိန်ပြီးညာပြီးအလုံးမလုပ်တတ်ပါဘူး။ဥမလင်းပဲပြောပြီးတော့ရိုက်ကြကဲ90တွက်ကြည့်ကြရတယ်။ဆိုတော့ဗီဒီယိုတကားဆိုတော့တနာကြီးခွဲမိနစ်45မိနစ်အဲဒီဖြစ်တာပေါ့နော်။တနာကြီးခွဲဆိုနိုင်ခွဲနဲ့ဇလန်းတွက်နဲ့တွက်ကြည့်ရင်3ဘိုင်းသာရှိတာပေါ့။အဲ့တော့ နိုင်ခွက်တစ်ပိုင်းတော့ကျွန်တော်တို့နှစ်ရက်လောက်ရရတယ်လေဗီဒီယိုကတခါရရင်၄-၅ရက်လောက်ကြာတယ်အဲ့ပြီးတဲ့ဘတ်ဂျက်နဲ့တနည်းရှူတင်စီးနေဆိုရင်တော်တော်မနေယုံပါတယ်အဲ့ပုံမှာကောင်းအောင်လုပ်ရတာပေါ့နော်ပြည်သက်ကူလည်းဟိုချိုးဒီရော်ရဲနဲ့ဖြစ်တယ်လို့ကားမဖြစ်အောင်ရဲဩဟိုကျွန်တော်အနေနဲ့လည်းဟိုဟိုဖြစ်တယ်လို့မလုပ်တတ်တဲ့ဟိုအလေးကျင်လေးကြောင့်လည်းကားကောင်းကြီးတခါဖြစ်အောင်ဆိုဖြစ်ညစ်ကြိုးစားရတာဒီကားလေးနှစ်ကားပေါ့နော် အဲ့ဒီပုံမှာကျွန်တော်တို့ကြိုးစားမှုကတော့အခုစနေပြီဆိုတော့အကောင်းဆုံးဖြစ်ဖို့ပဲကျွန်တော်ကကြီးရပါတယ်။လုပ်ပြီဆိုမှတော့ဖြစ်ချင်ရဖြစ်တော့ပေါ့။အကောင်းဆုံးဖြစ်ဖို့ပဲလုပ်ကြမယ်ဆိုတဲ့ကြီးရဲ့ရည်ရွယ်ချက်ပဲအခုကြိုးစားနေကြတာ။အဲ Channel 24ကလောလောဆယ်ကျွာဟို YouTube ထောင်ထားရတယ်။ပြီးရင် app ပေါ့နော် application ဟုတ်ကဲ့ app application ပြင်မဲ့နဲ့လည်းသူတို့သွားမယ်။အဲ့ဒါပြီးရင်တော့သူတို့ channel ပေါ့နော် TV channel လည်းလုံးမဲ့လို့အစီအစဉ်ကြားရတယ်။လောလောဆယ်ကြီးရဲ့အခိုင်အမာသွားနေတာကတော့ YouTube ရဲ့ အဲ့ app ပဲပေါ့နော် application payment နဲ့ဟာအဲ့နှစ်ခုအတွက်လောလောဆယ်ကြီးရသွားနေတယ်ပြောရရင်ဟို YouTube ဘက်ကလည်းတိတ်ဟိုဝင်ငွေအများကြီးမလာဘူး Facebook ကလည်း policy အမျိုးစုံပြောင်းနေတော့ပေါ့နော်ကျွန်တော်တို့က Facebook platform YouTube platform နောက် TikTok platform သုံးခုကနေ online ကိုကျွန်တော်တို့ကရှာပြီးသွားတဲ့အခြေအနေမျိုးမှာအဲ YouTube ကိုတော့အဓိကအားထုတ်အပြုပြီးသွားတယ် Facebook ကလည်း policy ပြောင်းတဲ့အရာကိုဟာတွေက income တစ်ခါကြာရင်မလွယ်ဘူးမလွယ်တဲ့အခါကျတော့ကျွန်တော် YouTube လေးအားကိုးပြီးသွားမယ်ဆိုခုနလိုအခြေအနေမျိုးနဲ့ဖြတ်သန်းမှရတယ် အနုပညာကတော့ဝါသနာရှင်တွေအများရှိတယ်ပညာရှင်တွေလည်းကျွန်တော်တို့အကုန်လုံးရှိနေကြတယ်ထိုင်နေကြတယ်ဒါပေမဲ့တခုလေးပေါ့နော်ထိုင်နေရင်တော့အကျိုးမဖြစ်ဘူးလေလှုပ်အလှုပ်တစ်ခုတော့ကျွန်တော်တို့အရွေးတစ်ခုတော့လှုပ်နေမှာအဲ့အရွေးရနေမှာပဲကျွန်တော်တို့ဟိုလမ်းတွေပွင့်လာမယ်လမ်းမတွေပိုရောက်လာမယ်အဲ့ဒါမှလည်းကျွန်တော်တို့ကဟိုဒီအလုပ်ကိုဟို testing ပေါ့နော် interest ဖြစ်နေမှာသူပါသူသူကထိတွေ့နေမှာရမယ် အဲ့ကြောင့်ကျွန်တော်ကြိုးစားပြီးတော့ထပြီးတော့စွန့်စားလောက်ကြတာပါကျွန်တော်တို့ဒီကပေးတာပဲကြိုက်လို့ရိုက်တာမှမဟုတ်တာအဲ့အမြင်နဲ့ရိုက်တာငါတို့ရက်နေလို့မှမရတာရွေးနေမယ်ရွေးဖို့တော့ဘာစလုပ်မလဲအေးဒီလိုဒီလိုညှိလိုက်ကြမညီတဲ့လူတွေဟုတ်ပြီဇက်ကလည်းဟိုကဖြည့်ရမယ်ကောင်းရမယ်လူကလည်းဟိုကဖြည့်ရမယ်ဇက်နဲ့ကြိုက်တဲ့လူကြီးဇက်ဆုံးဖြည့်ရမယ်ကဲအဲ့ဆိုရင်တော့ကိုရှင်ဘတ်တူပြီးပေါင်းကြပြီးလုံမယ်ဆိုတဲ့အစီအစဉ်နဲ့ဒါလည်းဒီလိုပဲစလုပ်ရတာပါပဲအဲ့ပုံမှာ ထားတဲ့စေတနာနဲ့အဲ့ပုံမှာလုပ်တဲ့အလုပ်ရဲ့အကျိုးအမြတ်ကတော့ကျွန်တော်တို့ဟိုပေးတဲ့အားပေးမှုနဲ့သက်ဆိုင်လို့မှာပေါ့နော်ကျွန်တော်တို့လုပ်ထားတာကတော့ကျွန်တော်တို့ budget တစ်ခုနဲ့လုပ်ရတယ်ဒါပေမဲ့ပြည်သက်ကကြိုက်တယ်ဆိုရင်တော့အတိုင်းထက်အလွန်ဒါခဏလေးနဲ့ကျွန်တော်တို့ဆက်ပြီးပြပြချင်းဆက်ပြီးရိုက်လို့ရမယ်ပေါ့နော်ကျွန်တော်အစီအစဉ်လေးအခုဆွဲထားပြီးပါဒီဗီဒီယိုကားလေးပြီးလို့ရှိရင်လည်းကျွန်တော်ဇလန်းတွဲလေးဆက်ရိုက်ဖို့ပေါ့နော်ကျွန်တော်အစီအစဉ်လေးဆက်လုပ်ထားပါတယ်အဲတခုရင်တော့အဆက်မပြတ်ကျွန်တော်လုပ်ဖြစ်သွားမှာဘယ်ဟာအရှိပြရာအနောက်လေးလားမသိတာ အကျွန်တော်လုပ်ဖို့အများကြီးပြင်ဆင်ထားပြီးပါပြီဒါကြောင့်ဟိုကျွန်တော်တို့ဘောနော်ဟိုမေတ္တာစေတနာနဲ့တည်တံ့အားပေးနေတဲ့ပေးတဲ့အတွက်ကျွန်တော်တို့ပြန်ဆနေပြီဆိုတဲ့တရင်စကားလေးကိုဒီနေ့ကနေဒီနေ့ထိချင်းဆားပြီးတော့ကျွန်တော်တို့အလုပ်တွေစလုပ်နေပြီဆိုတော့ကျွန်တော်တို့တရင်ကောင်းလေးပါပါတယ်ကျွန်တော်တို့အားပေးမြေပိဋကတ်တွေအားပေးနေပိဋကတ်ဆက်ပြီးတော့လဲအားပေးနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းအောင်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါ